ော်များအပိုင်း၄ကိုဆက်လက်ဖတ်ကြားပေးသွားပါမယ်ရှင်။မြို့နှုတ်လင်သူကြီးရွှေလာရောင်တို့ဘုံမင်းရောင်1885ခုနှစ်နိုဝင်ဘာလ29ရက်နန်းတွင်တောင်ဥယျာဉ်ဝင်ဆံမြဲနေသောဘုရင်နှင့်မိဖုရားတို့သည်နန်းမြို့ရုပ်အပြင်သို့အင်္ဂလိပ်စစ်သားများချန်ရင်ကခြေကျင်ထွေ၍ဘီရိုလှည့်စီပြီးနန်းတော်မှအပြေးအပိုင်းထွက်ခွာသွားခဲ့ရသည် အင်္ဂလိပ်တို့အခုမြန်မာပြည်ကိုဖမ်းဆီးခေါ်ဆောင်ရသည်မှာကြက်ကလေးနဲ့ကလေးများကဲ့သို့လွှဲပူလှသည်ပါရမုံမြင့်ကွင်းကိုမလဲမကတ်မှတိတ်တိတ်ဆိတ်ဆိတ်ကြည့်နေသူများကြားတွင်တောက်ခေါက်တန်တစ်ချက်ကျေလောင်စွာပေါ်ထွက်လာသည်နေကြည့်နေသူများရုပ်တရက်လန့်ဖြတ်သွားပြီးအတန်လာရာဘက်သို့နှဲ့ဆောင်ကြည့်ကြသည်တောက်ခေါက်တို့မှာ မြတ်လုံလင်သူကြီးဦးမင်းရောင်ဖြစ်သည်အံကိုတင်းတင်းကျိတ်ထားသည်လက်သေးကိုကြစ်ကြစ်ပါအောင်ဆုပ်ထားသည်အရှင်သခင်မဲ့တော်သောရွှေနန်းတော်ကြီးကိုမျှော်ကြည့်နေသည်ထို့နောက်ရာဇဝင်ရှိုင်းနိုင်သည်တိုင်းသမားသားတွေကတနတ်တစ်ချက်မဖောက်ဓာတ်တစ်ချက်မမြောက်ပဲအရှင်သမားကိုဖမ်းဆီးခေါ်ဆောင်သွားတာရင်နာစရာကောင်းလိုက်တာဟုတ်ဆိုကား နှုတ်အောင်ကြောင့်မဦးမင်းရောင်ပြတ်ပွေသွားလေတော့သည်ရွှေလရောင်ပွဲခံညွတ်လူလီညွတ်သူကြီးဦးမင်းရောင်သည်တောင်တွင်းကြီးမြို့မြောက်လက်နေတကြီးမျိုးရိုးဖြစ်သူသွေးတောက်ဖွဲရဦးမုံဒေါ်ပိုတို့ဤသားဖြစ်သည်ဘုံမင်းရောင်မိခင်ဒေါ်ပိုမှာကိုင်းရွာသူဖြစ်သည်ဘုံမင်းရောင်ကိုတက်ခရစ်1199ခုတစောင်းမုံလာတွင်ဖွာမြင်သည် ်ဦးမင်းရောင်၏ဖိုးပွားများဦးမိုး၏မိဘများမှာသွေးတောက်ကြီးပွဲရမြို့တကြီးဦးရိတ်ကြီးမဲခဲတို့ဖြစ်သည်ဦးမင်းရောင်တွင်မွေးချင်း၄ယောက်ရှိရာ၎င်းတို့မှာဦးမင်းရောင်ဦးမင်းမောင်ဒေါ်မင်းကိန်ဒေါ်မင်းပွေတို့ဖြစ်သည်ဦးမင်းရောင်မှာအကြီးဆုံးသားဖြစ်သည်ဆင်စစ်ဦးမင်းရောင်၏အမျိုးအနွယ်မှာပုံတယ်မျိုးများ၏မင်းမူထံသူနေပါသည် ။ဦးမင်းရဝင်းကြီးဦးမင်းမောင်တို့ဦးသားလေးအတော်အတန်ရှာထိုးမြင့်မားခဲ့သည်။ညီချစ်သူဦးမင်းမောင်မမမင်းတို့မင်းတရားကြီးလက်ချက်ပထမရွှေတိုက်စုဒုတိယအရှိတပြင်းတောင်တပြင်းအခွန်ဝင်တတိယတောင်တွင်းဝင်စတုထပင်းနမောင်ကျောင်းကောင်သုံးမြို့ဝင်ပြစ်စမတောင်မြို့နှစ်မြို့ဝင်အဖြစ်အကြိမ်ကြိမ်ချင်းမြင့်ချင်းခံခဲ့ရသည် ။ဦးမင်းအောင်နှစ်ထွေဒေါ်လေးတော်ဆက်သူမှာနတ်မောင်မျိုးသူကြီးဦးရွှေနီဇနီးမဲဆိုးဖြစ်သည်။နတ်မောင်မျိုးသူကြီးဦးရွှေနီရဲ့အမျိုးဝင်မှာမင်းခါစားများသည်။ပညာတတ်ဉာဏ်ထက်မြတ်ကြသည်။၎င်းနီဦးပွားဆိုသူသည်တယုံမျိုးဝန်တန်တော်စိတ်ကတဲ့မျိုးဝန်နှင့်ဒီကုမင်းသားဤဆရာဖြစ်သည်ထို့ပြင်တောင်စင်ဝန်ဦးဝိုင်း မင်းတို့မင်းလက်ထက်ခန့်ပတ်မင်းကြီးတို့မှလည်းဥွှေသည်အဆက်အနွယ်များဖြစ်ရာဥမင်းရောင်သည်မူးမတ်အမျိုးအနွယ်ဟုဆိုနိုင်သည်ဗိုလ်မင်းရောင်သည်ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွားတော်ဆက်သူဒေါ်သူဆိုင်မောင်ဝဲခွဲတော်ဆက်သည်ဗိုလ်မင်းရောင်သည်ရုပ်ကြီးတန့်ပြက်အထူးခန့်သည်အရက်၆ပေနိပါရှိပြီးအသားဖြူနှကမ်းဝဲကောင်းကောင်းဆူးရှသောမျက်လုံးရှိကား အချိတ်ပစိုးဝိ၍မြင်စီသောအခါလွန်စွာမှခံရလျက်စက်တည်းရှိလာသည်ဟုဆိုသည်။ဦးမေယောင်သည်စိတ်ထက်မြက်၏ရွရွချွန်ချွန်ဆောင်ရွက်တတ်၏ရက်ဆက်တန်သည့်နေရာ၌ရက်ဆက်၏ညီဦးမေမောင်ကထို့သို့မဟုတ်ပြော့ပြောင်းသိမ်မွေ့သည်စိတ်နှလုံးလူးညံ့သည်ဆောင်းအတီးအတော်တတ်၏တချင်းဆိုကောင်း၏ဦးမေယောင်သည် တချိန်တွင်စက်သားစားခြင်းဖြင့်ညီလို့သူအားအသက်ခိုင်းဦးမင်းမောင်မောင်စိတ်တော်နူးညံ့သူဖြစ်၍မတက်ပဲနေရဦးမင်းရောင်ကိုယ်တိုင်ချက်ကိုတိုက်၍ချက်ပြုတ်စားတော့ပြီးဟင်းအကြံကိုညီအားမကြွေပဲခွင်းကြွေဖြစ်သည်ဟုဆို၏၎င်း၏အဖွာဒေါ်မေခိမေရော်၏စာပနာရီဦးမင်းမောင်၏တပည့်များနှင့်ဦးမင်းရောင်တပည့်များလက်ဝဲထိုးတက်ရာ ။ဦးမင်းမောင်ကြီးတပည့်များကနိုင်သဖြင့်ပဝါတပိုင်းစုချသောအခါဦးမင်းရောင်ကမခံမရနိုင်သဖြင့်၎င်း၏လူကိုပစိုးတစ်ထည်စုချသည်ဟုဆိုသည်။ဦးမင်းရောင်၏တပည့်များမှာမိုက်ပိုက်ကန်ကန်လှုပ်တက်သောသူများဖြစ်ကြောင်းအဆိုရှိသည်။ဦးမင်းရောင်၏တပည့်မောင်တုံးဆိုရင်စပွဲများတွင်လူပြက်လက်ဆွဲများကပြန်လုံးထုံသည်အချောင်းသူများအားလုံးရှီမောပြီးမ တယောက်ထင်းကျေလောင်စွာကြာရှည်ရွဲ့ရွိရှီမောတက်ရာဆရာဦးမင်းရောင်ကသဘောကျလာသဖြင့်ဤသို့လုံးသည့်အခါတိုင်းစုအမြဲပေးသည်ဟူ၏ရှင်တို့မိမိမှန်သည့်ထင်ရာကိုတဆွထိုးလုပ်ရသောတတ္တိကြောင့်လေအင်္ဂလိပ်များကိုခုခံစေညီဖြစ်သူဦးမင်းမောင်ကလက်လက်ချရန်စာအတန်တန်ရေးတော်လေပုံမင်းရောင်သည် အသက်သေးသည့်အထိတိုက်ပွဲဝင်သွားခဲ့ပြီသည်ထို့နောက်မြန်မာတပ်ကရစ်1948ခုနှစ်ခရစ်မစ်1886တွင်မန္တလေးနေပြည်တော်မှနေလမစူပါတော်မူသောအခါအင်္ဂလိပ်များအချက်မြန်မာပြည်ကိုသိမ်းပိုင်စဉ်ဖိုမင်းရောက်သည်သူကြုံအဖြစ်နိုနစ်မခန်ကလချူတို့အားမကြည့်လို့သောစာတိမဖြစ် လူသူ3000ခန့်စုပြီးလည်းနေချဲ့တို့ကိုတော်လှန်ခဲ့လေသည်မြို့လူလီအရှိန်10မိုင်ခန့်အကွာတွင်ရှိသောဒူတောင်မြင်းမနိတောင်ထိပ်တွင်ခိုင်ခန့်သောတစ်ခန့်တကြီးဆောင်းလုံး၍တက်ဆွဲပြီးလည်းအင်္ဂလိပ်တို့ကိုနှစ်နှစ်တိုင်ခုခံတိုက်ခိုက်ခဲ့သည်နေချဲ့တပ်များကထိုဒူတောင်တွင်တက်ဆွဲနေသောဘုံမင်းအောင်တက်ကိုလားတိန်အမြောင်များဖြင့်ပြစ်ခတ်သည် ပေကံကြီးရွာအနီးနဲ့ကလပ်ရှူစစ်တပ်နဲ့ရင်ဆိုင်ရသောအခါ၌ဘိုမင်းရောင်ကအနိုင်ရရှိသည်ထို့နောက်မြို့လူလီအနီးတွင်ညီတဝမ်းပွဲတော်ဆက်သူဘိုမုံနှင့်အတူတွဲဖက်၍နန်ချဲတို့ကိုခြေမုံရာရန်သူမမခုနှစ်ယောက်ဖမ်းဆီးမိ၍ယခုဆုံတရားကြီးအနီးမြောက်ဖက်တရက်ပင်တွင်ကာဆင်တင်ကိုမြစ်ခဲလေသည် တက်ကရစ်649ခုနှစ်ဝါဆိုလလောက်တွင်ပုံမင်းရောင်တက်များကိုမကွေးစစ်တပ်တောင်တွင်းစစ်တပ်ရမဲတင်းစစ်တပ်မိချီလာစစ်တပ်ပေါင်းဗြိတိရှစစ်တပ်လေးတပ်ဖြင့်ညှက်တိုက်ရာလူစုပွဲတွင်အင်အားနေသွားသည်ဤအချက်ကိုအခွင့်ကောင်းယူ၍တောင်တွင်းတောင်လက်မြို့အုပ်ဥရွှေဤကအင်္ဂလိပ်လက်အောက်ဝေကအမှုထမ်းရန်သွေးဆောင်ဖျားရောက်တော်လေ ဟိုမင်းရောင်ကကလချူကိုဖြစ်ဖျားမထူပြီမတက်နိုင်ပါကရှမ်းပြည်ရွာသို့တက်သွားမည်ဟုစာပြန်အကြောင်းကြားလိုက်သည်ရတ္တိရှအစိုးရသည်ဟိုမင်းရောင်ကိုမဖမ်းနိုင်သည်တောင်လွင်းမြောက်လက်နေသားကိုငြိမ်းချမ်းစွာမအုပ်ဆိုးနိုင်ကြောင်းသိသည်ဖြင့်ဟိုမင်းရောင်ကိုအသေးဖြစ်စေအရှင်ဖြစ်စေဖမ်းဆီးပေးနိုင်သူအားစုဝေတထောင်ချက်ပေးမယ်ဟုကြေညာခဲ့သေးတယ် တို့ဖြစ်ဖိုးမင်းရောင်သည်1249ခုဘောကောင်လဆယ်နှစ်ရည်နေတွင်ဘိုကန်တောင်းဘိုစင်ဘိုတရုတ်ဘိုရွှေလကျေတကုံဘိုတို့နှင့်အတူရှမ်းပြည်သို့တိုက်ရန်စီစဉ်တော်သည်မိမိရှမ်းပြည်သို့မထွက်ခွာမီမကွေးမြို့အုပ်ဦးစံဤထံခိုးပိုးရန်အတွက်အနှံထားသောမိမိ၏ငယ်မယားမထာအားနှုတ်ဆက်ရန် တနက်လနက်အတိဆုံးရှိသောဘိုး20နှစ်အတူဖော်လေးလုံးရွာသို့ထွက်ခဲ့သည်ထို့အတွင်းအင်္ဂလိပ်စစ်ဗိုလ်ဂရန်ဒေါ်သည်နတ်မောက်မြို့ရှိတိမ်တော်ကျောင်းတွင်စစ်စခန်းချကားဘိုးမင်းရောင်ကိုဖမ်းဆီးရန်စုံစမ်းထောက်လန်းလျက်ရှိသည်ထို့စဉ်မြမတစ္ဆဖောက်အချို့မှဘုံမင်းရောင်သည်တက်ပြဲ့၍မြို့လူလေမှမြို့တစ်တဲပဲစခန်းရွာများကိုဖြတ်၍ မကွင်းနယ်သို့ထွက်သွားကြောင်းလာရောက်တည်ပြီးသည့်ဖြင့်အင်္ဂလိပ်စစ်ဗိုလ်သည်ထိုနေရာသို့ချီတက်သွားသည်ဘုံမင်းရောင်ကိုလေးလိုက်စင်ရွာအနီးနားနေသည်ကို တွေ့ရှိပြီးတိုက်ပွဲဖြစ်ပွားလေသည်ထိုလေးလိုက်စင်ရွာတိုက်ပွဲတွင်ရွှေလရောင်မှပေါင်ကျေဆံတင့်သောထံရနှင့်အင်္ဂလိပ်တို့မှတွေ့ရှိဖမ်းမိသွားရာဘုံမင်းရောင်အား အင်္ဂလိပ်တစ္ဆာခန့်ရဲ့နေ့တစ္ဆာခန့်ကအသက်ချမ်းသာပြီးမြို့ပြတိရှာလူကဖြားရောက်ခဲ့သည်သို့တော့ဘုံမင်းရောင်ကတစ္ဆာမခန့်သည့်အပြင်ပြန်လည်တုံ့ပြန်ပြောဆိုသည်ငါဟာတိုင်းပြည်ငယ်လူမျိုးပေါ်ဘယ်တော့မှတစ္ဆာမဖောက်ဘူးမင်းတို့ပေးတဲ့ရာလူကိုငါမလိုချင်ဘူးမင်းတို့ငါ့ကိုတတ်လူကခုချက်ချင်းမတတ်ပါဘူးပြောဆိုရာအင်္ဂလိပ်တို့က ပုံမင်းအောင်ကိုကောင်းဖြဲ့၍တက်ပြစ်လိုက်လေတော်သည်ပုံမင်းအောင်အနှိမ့်ဆရောက်သောအချိန်မှာမြမာတက်ကရစ်1249ခုနှစ်ဝါကောင်လဆန်းနှစ်ရက်ခရစ်နှစ်1889ခုဇူလိုင်လ21ရက်ဗုဒ္ဓဟူးနေ့ညနေ၄ချက်တီအချိန်ဖြစ်သည်ဘိုမင်းအောင်တွင်စနေ9ရက်ရှိရာပထမစနေမှထားမှာ ဒေါ်လေးပြောင်ပြီးသမီးဖြစ်၍မောင်နှမတဝင်းခွဲတော်သည်ဒုတိယစန္ဒီဒေါ်ကုံတန်နှင့်ဖားမြင်သောတောင်ဦးဆန်ဖေမှ1945ခုနှစ်မတိုင်မီကကွယ်လွန်သွားခဲ့သည်ဥဆက်ဖေးတာဥသိမ်းမောင်မှလည်းမြို့လူလီတွင်နေထိုင်ကာကွယ်လွန်သွားခဲ့လေသည်ထို့နောက်နေချက်အင်္ဂလိပ်စစ်တပ်မှဦးမင်းရောင်၏ဦးခေါင်းပြက်ကိုနတ်မောင်မြို့တိန်တော်ကျောင်းတိုက်တောင်ဘက် ကံပေါင်းရိုးရှိထနောင်းပင်တွင်ချိတ်ဆွဲထားကလူအများအားလာရောက်ကြည့်ရှုစေခဲ့ပါသည်အပိုင်းသုံးကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ဆောင်းမြော်နားဆင်ပြကြပါဦးအချိန်ပေးပြီးနားထောင်ပေးကြသူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်